တော်လာကြောင်းတော်သူရှင်များခင်ဗျာဆရာတော်ပြဓမ္မကရဏဂုံသုံးပါးနဲ့တကွငါးပါးသီလခံယူစော့ဒီတိုင်းရင်ဩဃာတကြောကျုံးချင်းညီညာဖြတ်ပြပူဇော်ကြောကြောက်ပါမယ်တို့ဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံ သဗ္ဗဒေါသမသိသောအပြစ်တို့ကိုပြောင်းပါစေခြင်းအကျိုးငါပထမဒုတိယတတိယအကျိန်အကျိန်သုံးကျိန်မြောက်အောင်တရားယရနာတရားယရနာဒံဃာယရနာယရနာမြတ်သုံးပါတို့ကိုအယုအသေးလေးမြတ်လက်ဆုံးမိုး၍စိတ်ခုပ်မှုသောဥမြောက်မှန်သောရောဟာဤရှင်ပြာ ဒီလိုရှိကိုပူဇော်ပုညောမြတ်လျှောက်ကြောကြရတော့ဒေဝတရားမနာမဘာရောကုတုပင်စေနာတို့ကြောင့်အာနိဒဝေဒယမံပေါင်းမှကိဝေကြခွန်ပြီးခြင်းဒီမီတို့လူရှိရတောင်းပြရတော့စုမြတ်အကောင်းနဲ့ပြည့်စုံရကုန်ပြီဖြစ်၍မတရားဘုရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုပြဉ္ဉာရရောက်နိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ။ဆရာတော်မြတ်ပြည့်ရစင်းနဲ့ပြည့်ရပါလို့ရှင်ပြေအောင်

ေသတိလံသမာရိယာမိသရှင်ဘုရားဤတော်ဒီဤတော်ဒီတဏ္ဍဘုံ၃ပါးနှင့်တကွာတဏ္ဍဘုံ၃ပါးနှင့်တကွာငါ၅ပါးနှင့်ပြည်စုံသောငါ၅ပါးနှင့်ပြည်စုံသောဤတော်မြတ်ကသောတိပါ၏ရှင်ဘုရားရှင်ဘုရားတိတရဏေနာသာပြန်စတိကဓမ္မံကာရုဏံတတဝအလိုမာတိနဓမ္မာတိသာသာမဗေန ပါ၏ရှင်ဘုရားဒီနေ့တော့လာကြတဲ့မြေရှင်များနဲ့တဘွားဓမ္မမိတ်ဆွေပေါင်းတို့ကိုဒီနေ့ဝါရဏပြုမဲ့တရားကတော့ဘောဂရံတရားနဲ့အမိစ္ဆသဘောဆိုတဲ့ပေါင်းစံနဲ့ဝါရဏပြုပါဘောဂမှာလူရဲလို့ဖြစ်လာပြီဘောဂတစ်ခုကိုရရှိကြပြီဆိုလို့ရှိရင်သိကြတာတစ်ခုကတော့ဘောဂရံဆိုတဲ့ရာကို ဉာဏ်ဆိုင်ကြရပါတယ်။ဟုတ်ပြီလောကဓာတ်ဆိုတာဘာလို့ဆိုလို့လဲ။လောကဓာတ်ဆိုတာကပါဠိကနေဝိစားထားတဲ့ဓမ္မစကားလုံးတစ်ခုပဲ။ပါဠိမှာလောကဓာတ်ဆိုတာဘာလို့ဆိုတော့လောကဓမ္မလောကဆိုတာကလောကရဲ့မှာသဘောဓမ္မဆိုတာကလောကမှာပြည့်နေကြပြည့်နေကြအစဉ်အမြဲပြည့်စုံများတဲ့သဘောတရားတစ်ခုဓမ္မဆိုတာသဘောတစ်ခုဓမ္မောသဘောရဲ့ ပိယတိပညာဓမ္မဆိုတာသဘာဝပဲလောကရဲ့လောကလူသားတွေကိုအမြဲတမ်းဘလို့ပုံပုံရဲ့ဖြစ်ဖြစ်ချမ်းသာတွေဖြစ်စေဆင်းရဲတွေဖြစ်စေပြည့်စုံရမယ့်သဘာဝတရားတွေကိုလောကရန်လို့ခေါ်တယ်။အဲဒါရဲ့လူမကြီးကိုလောကရန်တရားကိုဘယ်နှပါးလို့ကြားဘူးလဲ။၈ပါး။၈ပါးလို့ကြားဘူးလေနော်။မှန်ပါဗျာ။လောကရန်တရားဆိုတာ၈ပါးရှိတယ်။လောကလူသားတွေရဲ့လူမှာဖြစ်လာပြီဆိုလို့ရှိရင်ဒီလောကရန်တွေကိုပဲပြည့်စုံကြရမှာပဲ။ဒါကလောကရန်မှာသဘာဝတစ်ခု။ဟုတ်ပြီအဲ့ဒီလောကရန်တွေကိုဘယ်လိုရင်ဆိုင်မလဲ။ ဒါကလည်းလောကဘဝနေထိုင်မှုမှာအရှိတဲ့တော့အတ္တပညာတစ်ခုပဲ။ဒါအရကိုဒီညမှာတော့ဖျားရမှာတရားတော်လေးကလည်းဘာနဲ့ရင်ဆိုင်လဲဆိုတော့အနိစ္စသဘောနဲ့ရင်ဆိုင်ရမယ်ဆိုရက်သဘောတရားလေးကိုဦးဇင်းဟောပြောသွား။အနိစ္စဒုက္ခအနတ္တဆိုတာကတော့ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တဲ့လက္ခဏာကြီး၃ပါးဒီကအနိစ္စဒုက္ခအနတ္တအစ်စ်ဆိုတာဘာတွေလဲဆိုတော့ဝိပဿနာလိုင်းကိုရောက်သွားရောက်သွားလိုက်တယ်ပေါ့ဝိပဿနာလိုင်းမှာဆိုတော့စိတ်တစ်ခု ရမှာဟုတ်ပဲအခြေပြင်းဖြစ်သွားတာပြတ်သွားတာလို့ဒါအနိစ္စသဘောအမြဲဘူးဆိုရက်ဗေမထသဘောကိုအဓိကဟောလို့ရဖြစ်ပါဒါပေမဲ့ဒီနေရာမှာကတော့တရားရည်တာလည်းမဟုတ်တဲ့အတွက်ဒီဘာဝနာသဘောကိုမသွားဘဲနဲ့အနိစ္စဆိုတဲ့အရာကိုစင်ရင်တဲ့သဘောနဲ့တုံးသက်ကြည့်တယ်ပေါ့ဟုတ်ပြီလောကဓာတ်ဆိုတာကလောကဓမ္မလောကလူရာတွေအမြဲတမ်းပြည့်စုံနေရမယ့်သဘောဝတ္ထုအဲ့ဒီအရာတွေကိုတွေ့တဲ့အချိန်မှာဘလို့ရင်းဆိုင်ကလေးရဲ့ဆိုတာအလုံးကိုရေးကြည့်ပါ လောကမှာဘဝတစ်ခုရဲ့လို့ရလာပြီဆိုလို့ရှိရင်အဲ့ဒီဒီပုံကိုလေမိမိကိုယ်တိုင်ပဲဖြစ်ဖြစ်တခြားတခြားသောပုံကိုတွေပဲဖြစ်ဖြစ်လောကရဲ့အနေနဲ့လေအတ္တကြီးကြုံရတယ်ဘဝတစ်ခုမှာအိမ်ဆုံးသွားတယ်ချစ်ကြော်သွားတယ်ဆိုတာဘလို့အချိန်မှမဖြစ်တယ်လေဆိုတော့ပါမန်နေ့စဉ်လှူရှားသွားလာနေရတဲ့အချိန်မျိုးမှာအဲ့ဒီချစ်ကြော်မှုအိမ်ဆုံးဆိုတာဖြစ်ပြီလောကရဲ့ဆိုတဲ့အပြောင်းအလဲကြီးတစ်ခုကိုမခံနိုင်မခံနိုင်ကြတော့မခံနိုင်တော့တဲ့အချိန်မှာတော့ ဘဝမှာအဆုံးနေနိုင်ဆိုတာကပြရတာများပါတယ်။ဒီလောကတရား၈ပါးမှာဘုရားကဘာလဲဆိုတော့တစ်ခုနှစ်ခုအတွဲလိုက်ရတယ်။လာဘောအလာဘောတဲ့။ဒါရိုက်ပြောကြည့်ပါရဲ့။လာဘောအလာဘော။နမတိလောကဓာတ်ကတော့ဘာလဲဆိုတော့လာဘောရမယ်။လူကျင်တာရရတယ်လောကဓာတ်။အများကပြောတော့လောကဓာတ်ကိုခံရတယ်လောကဓာတ်ကိုခံရတယ်ဆိုလို့ရှိရင်မကောင်းမှုတွေကိုခံရတယ်ဘာလို့ကြောင်မကောင်းတာတွေကိုတွေးရတယ်ဆိုရဲ့ဘောရီယာတို့ဘောရီယာတို့ကိုလောကမှာအုံများကြတယ် တကယ်လည်းလောကဓာတ်ဆိုတာလာဘောကြားလာတယ်လောကဓာတ်ပဲတဲ့လောကလူတိုင်းမှာဖြစ်လာလို့ရှိရင်ချမ်းသာကြီးပြည့်စည်ရည်ပြည့်စည်အဲရရလူကျင်တဲ့ဟာတွေကြားလာလို့ရှိရတယ်တဲ့နောက်တစ်ခုကတော့အလွာဘောတဲ့လူကျင်တာတွေကိုမရတာလည်းရှိတယ်ဟောလူကျင်တာတွေဒီကိစ္စကလည်းလောကမှာငါတို့နေရာဤကဘာတဏှာအဆိုးကြီးဆိုတဲ့အတိုင်းဟောဒီလိုတော့ချမ်းသာတဲ့ဘုရားချမ်းသာတဲ့ဘုရားဆိုလို့လေလူကျင်တာတွေရနေတာပေါ့ဟောလောကမှာလောကလောကလူသားရဲ့ရှင်မှာတဏှာတွေရှိနေသေးပါတော့ အလိုနေဆိုတာကပြည့်ရလို့မရှိဘူး။အများနဲ့လိုအပ်နေပါပဲ။အများနဲ့လိုချင်နေပါပဲ။ဟောလိုချင်တဲ့အရာတွေကိုရတာလည်းရှိမယ်။မရတာလည်းရှိမယ်။အဲအဲ့ဒီလောကဓာတ်ကိုတွေ့တဲ့ချိန်မှာများသောအားဖြင့်လောကလူသားတွေကတိတ်ဆောင်းသွားတဲ့ကြတယ်တဲ့။အဲအဲ့ဒီကြတော့ဘလို့ရင်ဆိုင်ကလေးပေါ့။လောကမှာရပြီမိမိလိုချင်တဲ့အရာတွေကိုရပြီမိမိလိုချင်တဲ့ဘွယ်ထုတ်ပေါင်းလူတွေကိုရပြီမိမိလိုချင်တဲ့စီးတဲ့ဥစ္စာတွေကိုရပြီဆိုလို့ရှိရင်ဘလို့တိတ်ဆောင်းတဲ့ကလေးဆိုတော့ဟောဗန်မာနာကြီးဝင်လာတယ်။ဘာမို့လို့ဒီလိုလုပ်နိုင်တာဘာမို့လို့ဒီလိုရှိရလဲ။ ဟာငါလိုချင်လိုက်ရနေတာပဲဆိုတော့နာမနာကိုဝင်လာပြီအဲ့ဒီနာမနာကိုဝင်လာပြီဆိုပေမဲ့လောဘသဘာဝအရဘဝတစ်ခုဟာပျက်စီးမှုအတွက်ကိုဥတည်နေပြီလို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီလာဘောဆိုတဲ့လောကဓာတ်ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတော့အိဋ္ဌသဘောနဲ့ဆင်ခြင်ပြီးတော့ကျင်ဆိုင်ရမယ်လောကတဘာဝမှာဟောမိမိလိုချင်တာတွေကိုရနေတယ်မိမိဖြစ်ချင်တာတွေဖြစ်နေတယ်ဆိုတော့ဒါကရောဘာလို့လဲအမြဲတမ်းဖြစ်နေမှာလားဆိုတဲ့အတွေးလေးတွေးကြည့်လိုက် အဲ့ဒီလေးပဲတစ်ချက်တော့တွေးကြည့်လိုက်ဒီယာချင်းနေရာချင်းဆိုတဲ့အရာတွေကငါတို့အတွက်အမြဲတမ်းဖြစ်ပြီးနေပါလားငါတို့ရဲ့ဒီဥစ္စာကဘယ်တော့ထိခံနိုင်ကြလဲအစည်းဝိုင်းတွေကောင်းနေတဲ့ငွေကြေးတွေရနေဒါကဘယ်တော့ထိများခံနိုင်ကြလဲမာယာလူတွေကြီးနေတယ်ဒါကတော့ဘယ်တော့ထိများတဲ့ဘယ်တော့ထိများကြာရှည်ခံနိုင်မလဲဆိုတဲ့အနိစ္စသဘောလေးကိုတွေးကြည့်လိုက်လို့ရှိရင်အဲ့ဒီပုံမှာမာမနာတွေလည်းတက်ဆရာမရှိတော့ဘောနောက်ဆုံးဘယ်တော့ကြီးပဲမာလူတွေချမ်းသာနေတဲ့ဘယ်တော့ကြီးပဲယာလူတွေကြီးနေတယ်ဘယ်တော့ကြီးပဲချမ်းသာနေများနေတယ်တော့နေကြတော့ ပေးရတဲ့ပုံစံကြီးပဲဒီလိုမျိုးအပြေးလေးကိုဝယ်လိုက်ပြီဆိုလို့ရှိရင်ဒီဘော်ဒီမှာမမနာတွေလက်ပြက်စရာတွေမရှိတော့ဘူးအဲဒီမမနာတွေကိုအကြောင်းပြုပြီးတော့လည်းမကောင်းမှုတွေအကုသိုလ်တွေဒေါသတွေတောကတွေကိုဖြစ်စရာမလာတော့ဘူးတဲ့အနိစ္စဘောနဲ့ပြည့်ပြခန္ဓာဘောကိုဆင်ခြင်လိုက်ပါတဲ့ຢາກင်းမຢາກင်းဒီလည်းပဲခံကျင်းဒေါသမဖြစ်နဲ့ဘာမှမကြခဏသာတရားနဲ့သာဆင်ခြင်ပါတဲ့အဲအဲ့ဒီချိန်မှာလည်းအဲ့ဒီဒေါသရံရံမှာအဲ့အကြောင်းတွေ ရာရင်းရာရင်းဆိုတဲ့အပေါ်ဒီမှာမိမိကမစင်မြနိုင်ဘူးဆိုလို့ရှိရင်နာမနာရေဝင်တော့မယ်နာမနာရေဝင်အောင်လည်းမဟုတ်ဘဲနဲ့မိမိရရှိလာတဲ့ရာရင်းမိမိရရှိလာတဲ့စီးနှိမ်ပုံမှာမူတည်ပြီးတော့ဟောဒါတွေပုံပြီးတော့ရခြင်းနဲ့ဒါတွေပုံပြီးတော့ကြီးမြတ်ခြင်းအဲဒါကဘာဖြစ်လာလဲဆိုတော့လာလာဘဆိုတဲ့လောကဓာတ်ကဒီဟောအလာဘောဆိုတဲ့နေရာချင်းလောကဓာတ်ကိုပုံပြောင်းသွားတယ်ဟောရရင်ရတော့ကြတယ်မဖြစ်ကြတယ်ဆိုတော့ဇာပြီးလို့ရှိရင်ဖက်ပြီးလိုချင်တယ်ဟောဝယ်လို့ဝယ်လို့လည်းလိုချင်တယ်ကြီးတဲ့ဥစ္စာတွေကိုလည်းလိုချင်တယ်ဟောလောကဓာတ်မှာတော့ကလိုချင်တယ် လိုချင်တာကိုရအောင်ကြိုးစားရတယ်။မြတ်စွာဘုရားရှင်ကလည်းဩဒီကိ၄ပါးဆိုတော့ဟောထားတယ်ရှိပါတယ်။ဩမိမိတို့ရဲ့အတွက်လောကီရဲ့မှာအောင်မြင်ရဲ့ဘဝရဲ့ဖြစ်ဖြစ်လောကီစည်းစိမ်တွေဘဝရဲ့ဖြစ်ဖြစ်လောကုတ္တရာရဲ့မှာအစဉ်တန်းဒီဇန်နေမြတ်တွေဘဝရဲ့ဖြစ်ရအောင်ကြိုးစားရမယ်။အဓိပ္ပာယ်ချက်ပြီးတော့ကြိုးစားရမယ်မှန်တယ်။အေးဒါဝင်လေအဲ့ဒီရလုံမှုတွေကတမာလောဘကနေအတ္တမလောဘကိုကူးပြောင်းသွားပြီဆိုလို့ရှိရင်သူကအဲ့မှာအလာဘဆိုတဲ့လောကဓာတ်ကိုရင်ဆိုင်ရတယ်။လောကဓာတ်ကိုရင်ဆိုင်ရလို့မှ ကောင်းမှုဆိုတာလုံးဝမသိနိုင်ဘူးဆိုလို့ရှိရင်မကောင်းမှုအကုသိုလ်တွေကိုကျူးလွန်တော့တယ်။ဟောမိမိရဲ့မှာဝိညာဉ်တရားတွေကိုဖောက်ပြတော့တယ်။အဲမိမိရဲ့မှာအတ္တသဘောနဲ့သူတစ်ပါးတွေပေါ်မှာနိုင်ရစီနိုင်ရစီနဲ့လုံးတော့အဲအဲ့လိုမျိုးလုံးတွေကြတော့မိမိရဲ့မှာဘဝကဘာဖြစ်လာတယ်လဲဆိုတော့မကောင်းမှုတွေကိုဥပီသွားတယ်။လောကလူသားတွေကလည်းပျက်စီးတယ်ဆိုတာဘယ်လိုချိန်မှာပျက်စီးတယ်လဲဆိုတော့အဲ့ဒီလောကရန်အကောင်အဆိုးတစ်မျိုးတည်းကတစ်မျိုးမျိုးကိုကြုံရတဲ့အချိန်မှာပျက်စီးတယ် ဟိုလောကမှာအများကြီးပြောနေကြတဲ့ဘောရှိမျိုးသားတွေဟာတဲ့ချမ်းသာတယ်တော့ပြန်မခံနိုင်ဘူးတဲ့မျိုးသမီးတွေဟာမရှိတဲ့တောင်မခံနိုင်ဘူးဒါကလောကရဲ့မှာလီဒီယာမှာအစိုးတစ်ခုပေါ့ဒါဖျားဟောတော့မဟုတ်ဘူးလီဒီယာမှာအစိုးတစ်ခုအဲဒါလည်းထိုင်နေတော့ပြန်လာရဲ့ဟိုလောကလူသားတွေမှာမျိုးသားကြီးဆိုတာကဟိုစီးရောသားတွေမရှိသေးဘူးကြာလူတွေမရှိသေးဘူးဆိုတော့တော်တော်တကယ်ကြိုးစားကြတယ်ငါတို့တွေဆိုရောက်ကြမယ်လေစူးစားကြ။အေးတကယ်ရလာပြီဆိုတော့ဘာဖြစ်လဲဆိုတော့အပျော်ပါလေးတွေကိုလိုက်စားကျင်လာတယ်အပျော်ပါလေးတွေကိုမက်လာတယ် ဒီလိုနဲ့ပဲသူတို့ရဲ့မှာဘဝရဲ့ပျက်စီးဖို့ကိုတို့တည်သွားတဲ့တည်း။အမျိုးသမီးတွေကြတော့လေမျိုးသမီးတွေကလိုချင်တယ်ဝတ်ချင်တယ်စားချင်တယ်လှချင်ပါချင်ပုံနေတဲ့တွေကိုလိုချင်။အဲဒီတော့သူတို့ဘဝမှာမရှိဘူးဆိုတဲ့အချိန်မှာမနေရဘူး။အဲဒီတော့မိမိရဲ့ဘာကိုယ်ချင်းတရားတွေကိုဖောက်ပြက်လာနိုင်တဲ့အချိန်မျိုးတွေအချိန်မျိုးတွေရှိတယ်ပေါ့။အဲဒါတွေကတော့လောကဘဝမှာအမြဲတမ်းအဲပြည့်စုံနေရတဲ့အရာတွေပဲ။အဲ့ဒီလာဘအလာဘဆိုတော့လောကဓာတ်ကိုဘာနဲ့ဆင်မြင်ရမလဲဆိုတော့အိဋ္ဌသဘောနဲ့ဆင်မြင်ပါတဲ့အိဋ္ဌသဘောနဲ့ဘယ်လိုဆင်မြင်မလဲ ။ဟောမိမိကကြီးကျယ်ဥစ္စာတွေရနေပြီဆိုတော့မှဩဒါတွေကမတို့တတိယရဲ့အရာတွေမဟုတ်ဘူး။မတို့နဲ့တတိယရမှာလေဘယ်လိုကြီးပဲစီးရဲဥစ္စာတွေချမ်းသာနေနေ။ဘုရားရှင်ကိုယ်တော်မြတ်ကြီးလိုမျိုးကမ္ဘာလောကကြီးတစ်ခုလုံးစိတ်ကြဝရာကြီးတစ်ခုလုံးဖြစ်မြင့်မြတ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးတော်မှာတော့နောက်ဆုံးတော့ဒီကြောက်ကြောင်းတွေအားလုံးကိုဖတ်သွားရရတယ်။လောကမှာရင့်ရဲတဲ့မိမိရဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်။မိမိရဲ့ယာလူစီးတဲ့ဥစ္စာတွေကြီးမြတ်တဲ့ပုဂ္ဂိုလ်ကြီးရှိတယ်။ဟောဒီကမ္ဘာလုံးကိုတိမ့်တိမ့်တိမ့်မိုက်နိုင်တယ်ဆိုတဲ့စစ်ပြင်းတွေကိုရှိတယ်။ ောဒီလိုပုံပုံတွေတော့မှဘာကမှမတည်ဆောင်နိုင်မဲနဲ့တနည်းလေတော့ဖတ်သွားကြရတယ်။ဘာလို့မှဘလောက်ကြီးတဲ့စီးရစားတွေရှိနေသေး၊ဘလောက်ကြီးတဲ့ချမ်းသာနေလေးဘလောက်ကြီးတဲ့ယာရုပုံတွေတွေတက်နေတာဒါတွေကမမှန်တာတွေဖြစ်ကြမရှိဘူး။ဒီလိုမျိုးဆင်ရရမယ်တဲ့။အေးနောက်တစ်ခုကဘာလဲဆိုတော့မိမိရမှာကံကိုရှင်နေပြီးတော့မူရတာလေပွားနေတယ်။ဟောဘာလို့အတိတ်ကကြိုးစားခဲ့လို့မလို့ဘာလို့အတိတ်ကံလေးတွေကောင်းခဲ့တယ်အတိတ်ကမိမိဆိုမမြင်နိုင်ခဲ့တဲ့အတိတ်ကကံလေးတွေကောင်းခဲ့လို့မလို့ဘာလို့မှဒီလိုမျိုးစီးတဲ့ဥစားတွေချမ်းသာတဲ့ဒီလိုယာရုပုံတွေရတယ် ဩပစ္စုပန်ရဲ့မှာကံလို့ပြောတယ်ငါတို့ကြိုးစားနေတကူကြီးကကြိုးစားနေတယ်သူများတွေပို့ပြီးတော့ကြိုးစားကြလို့မလို့သူများတွေပို့ပြီးတော့စောင့်ထိန်ကြလို့မလို့ဒီလိုမျိုးသိရောက်ကြတယ်ကိုရတယ်ချမ်းသာတယ်ဒါတွေတော့ငါတို့မာမနာဖြစ်နေစရာအကြောင်းမရှိဘူးဒါဆိုဘာလို့မလဲဆိုတော့မိမိတို့ရာရှိရရှိထားတဲ့ခြေရဲ့ဥစ္စာမိမိတို့ရရှိထားတဲ့ရာဇူးဘုံဒိတ်ဒီပေါ်မှာမူတည်ပြီးတော့ရောကောင်းကျိုးတွေငါတို့တတ်နိုင်ရင်တော့လုပ်သွားမယ်မိမိတို့ဘဝအတွက် ။ဟောဘောဓဘာသာကြီးဆိုတော့ကံကံကြီးကျိုးတဲ့တန်တရားကိုယုံကြည်တယ်။ဟောကံကံကြီးကျိုးတန်တရားခကြီးဒီဘောကလက်ရှိဘောကဒီတန်တရားခကြီးရဲ့အတွက်ငါတို့ဥစ္စာတွေကိုညှုံ့နိုင်မယ်ဆိုတဲ့သဘောမျိုးနဲ့မိမိရရှိရတဲ့စီးတဲ့ဥစ္စာတွေနဲ့ညှုံ့နယ်တန်းမယ်။ဟောဒါနယမအကျိုးဆိုတာကပြစ္ဆုတ်ပံမှာလည်းအကျိုးပေးတယ်။တမလုံးမှာလည်းအကျိုးပေးတယ်။ဟောပြစ္ဆုတ်ပံမှာလည်းကြည့်တကယ်ကိုပဲကိုကျိုးကိုမဖဲဖဲနဲ့ပြားကြပဲဖြစ်ဖြစ်ဘာသာရေးကိုပဲဖြစ်ဖြစ်လူနေတဲ့တန်းနေရဲဆိုတဲ့ပုံပေါ်က လောကလူသားတွေရဲ့မှာအရှင်ကြီးချင်းကိုခံရတယ်။ဟောသူတို့လူနိုင်ရဲ့တတ်နိုင်တယ်။ဒီတဲ့ကိုပဲကိုကျုံးတွေဖြစ်နေတယ်။လုံနိုင်တိုင်းနိုင်ရဲ့ဆိုလို့ကဘုံပြင်းလောကလည်းမှာဘုံကြီးအားဖြင့်ပြင့်တယ်လေတဲ့။ဒါကပြစ္ဆေကံကရရှိတဲ့အကျိုး။အေးတမလုံးဘဝမှာလည်းမိမိဇေယျာနဲ့ချိန်မှာလည်းမိမိရဲ့မှာဒါနကုသိုလ်တွေကိုပြန်ပြီးတော့အောင်းမိအောင်းမိစင်ကြီးပြီးတော့ဒီစိတ်ကလေးနဲ့တမလုံးဘဝကိုကူးကြောင်းမယ်ဆိုလို့ရှိရင်တန်ရာမှာဒီစည်းလုံးဇာတိုင်းနဲ့တန်ရာဒီအချက်မှာ ကျန်တဲ့အကျိုးတွေကိုပေးနိုင်တယ်တဲ့ဒါကလည်းကံကံကြီးအကျိုးရမှာအကျိုးတစ်ခုပေါ့ဒါမျိုးဆင်းနေပြီးတော့မိမိတို့ရရှိရတဲ့စီးရဲဥစားတွေမိမိတို့ရရှိရတဲ့ယာလူကုန်တွေပေါ်မှာမာမနာတွေမတက်ဘူးအတ္တတွေမကြည့်ဘူးဟောရပြင်းရပြီးတော့ရနေလို့လေဥနေစေဝေဆိုတဲ့အတိုင်းဇာပြင်းရပြီးတော့လူရမှုတွေနဲ့ပဲအတ္တတွေနဲ့မမောမနေပဲနဲ့ဟောငါတို့ဘဝမာတို့ရမှာတန်လျာတဲ့လောကလူသားတွေရဲ့ပရိသတ်အကျိုးတွေကိုလောက်နိုင်တယ်မာတို့ရရှိထားတဲ့အရာတွေပေါ်မှာမိမိရမှာ အတိတ်ကံကိုဆင်ခြင်နဲ့ပစ္စုပန်ကံကိုဆင်ခြင်ပြီးတော့ကောင်းမှုတွေကိုလုပ်မယ်ဆိုလို့ရှိရင်ဟောမိမိတို့ရဲ့မှာဘွားကကောင်းတယ်ကောင်းလာတယ်တိုးတဲ့တဲ့တိုးတဲ့ကောင်နဲ့အေးချမ်းတယ်အေးချမ်းလာနိုင်ပါလေအေးအဲ့ဒီလောကဓာတ်ပေါ်မှာပြင်ဆင်လိုက်လို့မာမာနာတွေတက်နေတယ်ဘာကွာဆိုတဲ့မန်တွေတက်တယ်ဟောရာပြင်းရလို့လိုချင်ပြင်းလိုချင်ပြီးတော့ဒါတွေကိုပဲအားထုတ်နေတယ်အတ္တရင်းနဲ့ကိုယ်လက်ဆုပ်တဲ့ကနေပြီးတော့မဖြုတ်ဘူးဆိုလို့ရှိရင်ဟောဒီကြီးတဲ့ဥစ္စာတွေကပြည့်တော့ဖောက်သွားမှာလေအေးအဲ့ဒီလာဘဆိုတဲ့လောကဓာတ်ကိုအဲ့ဒီအနိစ္စသဘောနဲ့ဆင်မြင်ပြီးတော့ မရင်ဆိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလိုမျိုးဘဝရဲ့မှာဆိုးရိုးတွေရလာရလာနိုင်ပါရဲ့တဲ့အေးနောက်တော့အာဇဘာရဲ့မှာလောကဒဏ်ဆိုတာဒီလိုပဲဟောစီစီဝါရဲ့မှာဆိုတဲ့စီဝါရဲ့လို့တယ်ဟောစီဝါအမြဲတမ်းအဆင်ပြေနိုင်လားဆိုတော့အမြဲတမ်းအဆင်ပြေမနေဘူးဟောတခါလေးလေးမှာဟောလောကဒဏ်ဆိုတာကစီဝါရဲ့ဖြစ်ဖြစ်လူမှုရေးပဲရှိဖြစ်ဖြစ်ဦးဇင်းတို့ပညာရေးလောကမှာပဲဖြစ်ဖြစ်အနေနဲ့အတက်ကြာဆိုတာကအမြဲရှိနေတာဟောဒီဘက်ကဆိုရင်အဲလောကရဲ့မှာဒီ ်နိုင်ငံချင်းတွေအားလုံးပဲတော်ဝင်ချင်းတွေကမပြင်းနေတဲ့ချိန်မှာပို့ပြီးတော့ဒီသဘောရည်ကပို့ပြီးတော့ပြင်ရှားတယ်။လောကကြီးကဘဝကြီးကတကယ်တမ်းရှိနေတယ်။မိမိမျော်လင့်တယ်လို့လည်းဖြစ်မနေဘူး။မမျော်လင့်တာတွေလည်းဖြစ်နေတာပဲ။အဆင်ပြေတဲ့ဘဝကြီး၊စိတ်ရည်တဲ့ဘဝနဲ့တည်းကြီးရဲ့မိမိကြံစည်ထားတဲ့အရာတွေကလည်းပြည့်စည်တဲ့တွေအော်အဲ့လိုရဲ့မိမိမကြံစည်ထားတဲ့အရာတွေကလည်းဖြစ်လာတဲ့တွေရဲ့ဒါလောကကြီးမှာပြောတယ်။ဟောမိမိတို့ဘယ်လောက်ကြီးရဲ့အဆင်ပြေနေလေးအဆင်မပြေတဲ့ချိန်တွေကရှိလာနေတာလေရှိတယ်ရှိခဲ့ဘူးကြပါ အဲ့ဒီလိုမျိုးအစမပြေတဲ့အချိန်ဆိုတဲ့အချိန်လေးမှာမိမိကရင်ကော့ပြီးတော့မခံနိုင်ဘူးဆိုလို့ရှိတယ်။ဘာဖြစ်လာမလဲဆိုတော့ကိုယ်ဉာဏ်ရားတွေပျက်စီးလာတယ်။ဟောမိမိရဲ့မှာကိုယ်ဉာဏ်ရားတွေကိုဖောက်ပြက်မိမိစောင့်နေရတဲ့ကိုယ်ဉာဏ်ရားတွေကိုရင်းနှီးပြီးတော့ကြတော့အဲအတ္တမလောဘတွေနဲ့ဝိတ္တမလောဘတွေနဲ့ဒုစရိုက်မှုတွေကိုကျူးလွန်လာတယ်လေ။အဲ့ဒီလိုမျိုးကျူးလွန်ပြီးလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ဘဝရမှာဆိုးကျိုးတွေကိုအဆက်တိုက်အဆက်တိုက်ဖန်ဆားလာရနိုင်ပါတယ်။ဟောရှင်းတော်ရဲ့ရှင်းလာတဲ့ဒီတစ်ဖြည်း ကျွန်တော်နေတဲ့တရားစီဝါရီပြည့်စည်ရဲ့သူ့ရမှာအတိတ်ကံကြောင့်စီဝါရီပြည့်စည်ရဲ့အဲ့ဒီအချိန်မှာဒီတကားဆုံးလက်ကပြောတယ်တကားဆုံးကတတိယကြီးတဲ့ဒီသူကတကားဆုံးကဘာလို့လို့ပြောရလဲဆိုတော့အဲဒီအိမ်ကိုရဟန်းတော်တွေကြွလာလို့သူကတကားမှာအေးစိမနေရဘူးဟိုရဟန်းတော်ရဟန်းတော်တွေကဘုံမဲ့နေကြည့်ရဲဆိုတော့သူကအေးစိမနေရလို့ဆိုတော့ဒရာရားကလည်းနေတာကိုဒီကကဒရာရားနေဒီဒရာရားနေတော့သူကအေးစိမနေရတော့ဩဒီတန်ကတွေကြွလာလို့ပဲငါတို့အေးစိမနေရတာဟာ ဒီတန်ခါရရအင်ကိုကြောက်မလာနဲ့ငါ့နေရာမှာအေးစီးနေရလို့မျိုးပဲနှလုံးသွင်းမကောင်းတော့ကြတော့မကောင်းတဲ့ဘက်မှာသွားပြီးနှလုံးသွင်းအဲ့ဒီလိုနဲ့နှလုံးသွင်းတော့ကြတော့အေးရမ်းတာတွေရမ်းနေကြောက်မလာငါကျိုးလာအားထုတ်မှာပဲဆိုတော့ဘာလို့ဒီလိုလဲပတိကြီးကိုသွားပြတယ်ပတိကြီးတဲ့အဲ့ဒီပျက်စီးတဲ့ဈေးရဲ့ဥစ္စာတွေကိုပြန်ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်တဲ့ဒီဖျားနဲ့တော့ရမ်းတာတွေကိုဇနာသုံးပါးကိုမရှိကမကိုးပဲနဲ့တော့အဲ့ဒီလိုမျိုးသွားပြီးတော့တိုက်တွန်းတယ် တော်ယုံပုံကိုတော်ယုံတရားတရားနဲ့တော်ယုံတရားတရားရှိတဲ့ပုံကိုဆိုရင်တော့ဒီလောက်ကြီးစီးပွားဥဒ္ဒရာပြည့်စည်နေတဲ့လောကမှာငါးပါးဆိုတဲ့သဘောမျိုးနဲ့ချမ်းသာလို့ကြတော့နေလာတဲ့ပုံကဒီစီးပွားဥဒ္ဒရာရောပြည့်စည်ရတာခံနိုင်မှုဆိုတာအလုံးကိုခဲရင်ခဲရင်ပါလိမ့်မယ်။အေးဒီလိုချိန်မှာယူတာမဲ့တရားတရားပဲရှိတဲ့ပုံကိုဆိုရင်တော့အေးငါဒီလေဥဒ္ဒရာတွေကရအောင်လုပ်ပြီးကြားရရနာသုံးပါးကိုမရှိရတဲ့ဆိုတော့မရှိရဘူးပေါ့။ဟောစိတ်ထဲထားရရတာပဲ။ဒါမျိုးဖြစ်သွားနေတော့အေးဒါမျိုးဖြစ်သွားနေတော့တတိယကတော့သောတာပန်ပုဂ္ဂိုလ်ဆိုတော့ ပြန်လာတော့မှဘုံတရားပြပါခိုင်နေနေဒီခိုင်နေနေတာဖြစ်တဲ့အဲ့ဒီဒီနဲ့တော့နေငါနေပါဖို့မနေနဲ့အဲဒီလိုမျိုးကိုပဲနှစ်ထုတ်လိုက်တဲ့အချိန်အဲ့ဒီပြစ်ခါမှာပြောလိုက်တယ်ပေါ့ဘာလို့လဲဆိုတော့သူကတောတာပိုင်ဆိုတော့ဒါပြားကအလုံးလုံးကိုခိုင်နေနေပြောနေတာကဘာလဲဆိုတော့အေးဘဝရမှာမကောင်းမှုမကောင်းမှုဆိုတဲ့လောကဓာတ်တွေကိုတုံလာခဲ့ရတာကမတုံမလုံးနဲ့ရင်ဆိုင်သွားတယ်ဒါကလည်းအလုံးကိုအရေးကြီးတယ်ဘဝမှာအဲ့ဒီအခက်အခဲတွေကြုံလာပြီဆိုလို့ရများပါးနဲ့လူတွေကဟောကိုကြီးတင်ခါကြီး ိုကျင်တရားတွေကိုဖောက်ပြဲပြီးတော့ဒုစရိုက်မှုတွေကိုကျူးလွန်ခြင်းပါအေးအဲ့ဒီအချိန်မှာဘာနဲ့ဆင်ញရမလဲဆိုတော့ဒီအနိစ္စသဘောကိုလည်းဆင်ញရမယ်ဘာလို့ဆင်ញရမလဲဆိုတော့ဟောမာလို့ဒီအခက်ခဲတွေကြုံဒီအခက်ခဲတွေဆိုတာလည်းငါတနည်းကြီးတော့ကြော်ပြတ်နိုင်လိုက်မယ်ဆိုတော့ယုံကြည်မှုပြောရရင်ယောက်ျားမယ်အေးငါဒါတွေကိုငါရမှာကြီးချင်းငါရမှာဆွေးနေကြော်ပြတ်နိုင်လိုက်မယ်ဆိုတဲ့နာမလာနဲ့ရှင်းဆိုင်ရမယ်။ဟောဒီအခက်ခဲတွေဆိုတာလည်းဘာမှမဟုတ်ပါဘူး။တနည်းနည်းတစ်ချိန်ရင်တော့ပြီးသွားမှာပါ လောကမှာတော့ဘယ်ရာမှာကောင်းကြီးကြီးမကောင်းကြီးကြီးဘယ်ရာမှာတစ်စလုံးပြင်းရဲနေပါလေဆိုတာမရှိဘူးအများအားဖြင့်ဒီခက်ခဲဆိုတာလေကျွန်တွေ့ကြည့်လိုက်လို့ရှိရင်ဟောဘောကငယ်ငယ်လေးတွေခက်ခဲတွေအများကြီးကျုံနေဟောဦးဇင်းတို့လေဟိုသာသနာရေးမှာနေရဲဆိုတဲ့ခက်ခဲတွေဆိုတာကျုံရတာလေလောကလူသားတွေမှာမဟုတ်ရဟန်းတွေလည်းခက်ခဲဆိုတာကျုံရတာလေဒီတစ်ခါတည်းမှာခက်ခဲတွေကကျုံလာပြီဆိုလို့ရှိရင်ဘယ်လိုနှလုံးသွင်းရလဲဆိုတော့ဟိုးငယ်ငယ်လေးကမိမိတို့ငယ်ငယ်ကတွေ့ကြုံခဲ့တဲ့အခက်အခဲတွေကိုပြန်ပြီးတော့အားရပြုကြည့်ရတယ် ဒီဆိုင်ဆရာတို့ပြောခဲ့တဲ့စကားရှိတယ်။ဟောတစ်ချိန်တော့အားဒုက္ခတွေဆိုတာလေအခုချိန်မှာဟာတာဖြစ်သွားပြီတဲ့။ဒီစကလုံးလေးကလည်းအလုံးကိုကောင်းတယ်။ဟောဦးဇင်းတို့ဘယ်လိုနှလုံးသားရလဲဆိုတော့တစ်ခါတည်းမှာကိုယ်ကဟောအလုံးကိုပဲကြီးမားတယ်လို့ထင်တဲ့ခဲခဲတွေကျုံလာပြီဆိုလို့ရှိရင်ကိုယ်တစ်ချိန်ငယ်ငယ်လေးကနေအဲခဲခဲရတာကိုပြန်ပြီးတော့တွေးကြည့်တယ်။ဟောဦးဇင်းတို့ကြောင်းမှနေခဲ့တယ်ဆိုတော့စာတန်ရဲတဲ့မှာတစ်ခါလေးဟောစောင်းပါမလားဆရာမကဟောရေကြဲတဲ့ဆရာမရေမအချင်းကြမှာကိုယ်ကစောင်းပါပါမလားဟော ။ဘာလို့ချိန်မှာပြန်ပြီးတော့တွေးလိုက်မယ်။အဲ့ဒီစက်တာကိုပြန်ပြီးတော့မှန်းလိုက်မယ်ဆိုရင်လောကကြီးမှာငါဒီညာနေပြီးတော့ချက်ဝင်ပြောက်ွယ်တော့ကောင်းပါပဲလို့တော့မှတွေးမိတော့အချင်းကိုကြောက်ရွံ့ခဲ့။အဲ့ဒီလိုကြောက်ရွံ့ခဲ့မျိုးကြောက်ရွံ့ခဲ့ရဲ့အခက်ခဲတွေအများကြီးပဲရှိတယ်။ကိုမိမိရဲ့မှာဘောကိုတွေးကြည့်လိုက်လို့ချင်းဒီလိုအခက်ခဲတွေကအများကြီးပဲ။အေးဒါရီကဒီချိန်မှာတော့မဖြစ်တယ်လေဆိုတော့ဘာမှမကြရဘူး။ဟောချိန်တန်တော့လေတွဲနေသူပဲအဲပြီးမြောက်သွားတာပဲ။အချိန်ကကြူစားသွားတယ်။အဲမိမိတို့မှာလည်းအခက်ခဲတွေကတွန်းလာပြီဆိုလို့ရှိရင်အဲ့ဒီအနစ်ဆက်ဘောလေးကိုလာဆင်းတယ် ဒီဘဝတရားအဆင်မပြေဘူးဆိုတော့ဒီအနိစ္စသဘောလေးကိုပဲရှင်းတယ်။ဟောလူမူကြီးတွေကအဆင်ပြေဘူး၊ခက်ခဲတွေကြုံနေဆိုရင်လည်းဒီအနိစ္စသဘောလေးကိုပဲရှင်းတယ်။ဒါဝိပဿနာရဲ့မှာအနိစ္စမူလေးကိုတော့ပြည့်တဲ့ခန္ဓာဗလာလို့ခေါ်တဲ့ရှင်ဉာဏ်ရုပ်ပဲရှိသေးတယ်။အဲ့ဒီရှင်ဉာဏ်ရဲ့ဓမ္မကကိုပဲလောကမှာအများကြီးပဲအကျိုးဖြစ်စေနိုင်ပါလေတဲ့။ဟောဘလောက်ကြီးတဲ့တိတ်တိတ်ရပါလိမ့်မယ်။ဒီနေ့ဒီရှင်ဉာဏ်တော့ပြီးသွားပါလေ။ပုဂ္ဂိုလ်လည်းကြုံကြည့်။တော့ငါကြော်ပြတ်နိုင်ရင်ငါအများကြီးကြိုးစားနိုင်ရင်ငါမှရရှင်းနေအများကြီးရှိ။ကိုယ့်ရဲ့မှာရရှင်းလို့လည်းကြုံကြည့်။ ဟိုကိုယ့်ရဲ့မှာပြန်လို့လည်းရောက်ပြီဟောငါကောင်းနေကြတယ်ညာငါရှိခူးခဲ့တာလေငါ့ရဲ့မှာပြန်နေတော့ငါ့ကိုကျိုးပြီးလဲအေးတကယ်လို့မှာကံတွေကအကျိုးမပေးသေးဘူးဆိုတော့ငါမကောင်းတာတွေကိုငါအတိတ်အချင်းတွေကလုပ်ခဲ့မှုလို့ဖြစ်မှာပေါ့ဒါတွေပြက်ကိုငါခံရနေရလို့ပဲငါအောင်းနေတယ်ဒီဒုက္ခတွေကိုငါဖားဆီးပြီးတော့ခံရဲဒီဒုက္ခတွေပဲတော့ငါ့ရဲ့မှာကိုကျင်းသိထားတဲ့ဘုံဖောက်ပြက်ဘူးဒုစရိုက်တွေကိုမကျူးလွန်ဘူးဒါတွေတွေလည်းတောကတွေညာမနေဘူးဒါတွေကိုအကောင်းဆုံးရင်ဆိုင်ရဲဆိုရဲအိဋ္ဌသဘောလေးကိုဆင်ញင်လိုက်လို့ရှိရဲ့ ဆင်းရဲမှာအလွန်အမြဲကိုပေါ်ပါသွားတယ်။ဘယ်လိုကြီးပဲဒုက္ခတွေပဲခံရခံရအဲဒီအတိတ်ကိုလည်းတွေးမယ်အနိစ္စသဘောတွေကိုလည်းဆင်းရဲမယ်။ဟောမိမိရဲ့မှာဇွမ်းအားကိုလည်းဂျုံကြည့်မယ်။ကံကံရဲ့အကျိုးကိုလည်းလက်ခံမယ်ဆိုလို့ရှိရင်ဟောဘဝဒုက္ခတွေလာစမ်းပါဦး။ဘလို့ဒုက္ခတွေပဲလာလာဘလို့မျိုးဒုက္ခတွေပဲလာလာအဲဒီလောကဓာတ်တွေအားလုံးကိုမိမိကအုပ်ဆိုးထားနိုင်တယ်။ဒါတွေပြုတ်ကိုမိမိရဲ့မှာဘဝကမနှိမ့်ဆုံးနိုင်တော့ဘူးတဲ့။ဒီအရာကြောင့်မလို့ဒီနေ့ကြောက်လာကြတဲ့လူရဲ့မောင်းတဲ့တော့က ဓမ္မမိတ်ဆွေပေါင်းတို့မိမိတို့ရဲ့မှာဘုရားမှာလောကဓာတ်တွေကိုတွေ့ကြုံကြရလိမ့်မယ်။ပေရဲ့ပြည့်ကြုံနေရစေဖြစ်ပါလိမ့်မယ်။အေးအဲ့ဒီလိုမျိုးကြားချင်းမရချင်းဆိုတဲ့လောကဓာတ်တွေကိုကျုံလာပြီးဆိုလို့ရှိရင်ဩဒါတွေကဘာမှလည်းမဟုတ်ပါလားဆိုတဲ့အဲခဏတာပဲဒါတွေကခဏတာပဲဘာမှအချိန်တိုင်ပြီးသွားမှာပါဆိုတဲ့အနိစ္စသဘောလေးကိုသင်ရင်ကြပုံပြီးမိမိတို့ရဲ့မှာဘုရားကိုအကောင်းဆုံးတက်တန်းနေထိုင်နိုင်သောပုံပုံများဖြစ်နိုင်ကြပါစေခေါ်ကြည်။အာ ရရှိလိုက်တဲ့ဓမ္မမိတ်ဆွေပေါင်းတို့ကမြဲမမြဲတဲ့တတဝါကြီးအားလုံးရကြပါစေဆိုတဲ့တတဝါကြီးမောတဲ့ကကုသိုလ်မိမိစိတ်မှာအားလုံးပြုပြီးတော့ဒီရချကြရအောင်အားလုံးဆက်လုပ်ကြဣဒံမေပုံညာဣဒံမေပုံညာအာသဝကယံအာသဝကယံဟောတုဝံဟောတုဣဒံဣဒံပုံညာပါကံပုံညာပါကံသဗ္ဗတ္တနံသဗ္ဗတ္တနံ ပါစေမပါပါစေမရှင်ပြယာရှင်ပြယာတော်တို့သည်တိတော်တို့သည်ယနေ့ယခုယနေ့ယခုဘာဝိဟာရကျောင်းတိုင်း၌ဘာဝိဟာရကျောင်းတိုင်း၌ရင်းသုံးနေကြကုန်သောရင်းသုံးနေကြကုန်သောစာချစာတင်စာချစာတင်ရှင်သူမြတ်တို့ဟာအရှင်သူမြတ်တို့ဟာဆန်းစာတော်ဆန်းစာတော်တဘဝဝိထုကာတဘဝဝိထုအဆုစုတို့ကိုအဆုစုတို့ကိုပြန်ကြပါကုန်၏ပြန်ကြပါကုန်၏ ဒီကုသိုလ်ဒီနိဗ္ဗာန်ရောက်သောနိဗ္ဗာန်ရောက်သောဘံကောထောက်ပံသောရပါလို၏ဖြစ်ရပါလို၏ဘုရားအရှင်ဘုရားဒီကုသိုလ်ဒီဒီကုသိုလ်ဒီဘုရားကိုဘုရားကကိုဘာစေယဘိဘာစေယတာတော်ပါတန်တာတော်အပေါင်းဟေကာဒိကမအပေါင်းဒိကာဒိကမအပေါင်းဘောင်းနဲ့တကွာဘောင်းနဲ့တကွာသတ္တဝါဟုသမ ्या တို့ဟာသတ္တဝါဟုသမ ्या တို့ဟာဘုရားပြေ မြပြေဝိကပါကုန်၏အထူးအားဖြင့်ဤတို့ကိုမိမိတို့ကိုဆောင်းဆောင်းဒေတာကုန်သောမြတ်တကောမြတ်မြတ်တကောတကောလောအလကောတကောလောအလကောဤကြောင့်တိုင်းသာသနာတော်ကိုဤသာသနာတော်ကိုဆောင်းဆောင်းဒေတာကုန်သောမြတ်တကောမြတ်မြတ်တကောတကောလောအလကောတကောလောအလကောအမြ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 ဤဝိင္ခဝါကုန်၏ ပြာရကြ၏ကိုစိတ်နှပြကျမ်းပါကျမ်းပါသာကြသည်ဖြစ်ကြပါစေကုန်သောဖြစ်ကြပါစေကုန်သောအာလုံးကြာကြသည်အမြအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြသည်အမြအမြအမြယူတော် သမျှအမြအမြအမြယူတော်